အရခတ်တတော်အေထိန်ရှုပ်ထားတဲ့ပလဝါမြို့နယ်မှာတန်းငယ်မတင်းကျွလွန်သူလို့ဆွဲဆဲခံရသူတူကိုဒီလက်ကဖန်စီစဉ်ဓာတ်နဲ့ခုခံတဲ့အတွက်ဝိုင်းဝန်းဖန်စီခဲ့ရတယ်လို့သိရပါဗျ။ပလဝါမြို့နယ်ဒလကိုင်းရွာကဒီလောက်ကိုရဲနေမှာအသက်16နှစ်အရွယ်မိခလင်ငယ်တူကိုအမျိုးသားတယောက်ကမတင်းသုံးချင်ပြုကျင့်ခဲ့တယ်လို့ဖခင်ဖြစ်သူကတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနဒီလက်ကိုလာရောက်တိုင်ကြားခဲ့တာပါ။ ဒိန်ချင်းသူလို့ဆွဆဲခံရသူဟာအသက်46နှစ်အရွယ်ဦးထွန်းလိုင်ဖြစ်ပြီးတော့မြောက်ဦးမြို့နယ်ပြည်လုံးကြီးရွာကနေတလက်ကိုင်းရွာမှာလာရောက်နေထိုင်သူဖြစ်ပါတယ်။သူ့ကိုလိုက်လံဖမ်းဆီးစဉ်မှာထွက်ပြေးသွားခဲ့ပြီးတော့ဒီလ19ရက်နေ့ကသူ့ရဲ့နေအိမ်မှာရှိစဉ်ဖမ်းဆီးရမှာဓာတ်နဲ့ခုခံလို့ဝိုင်းဝန်းဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာအတ္တမပြုကျင့်ခံရသူမိခလင်းငယ်ကိုဆစ်ဆစ်ဖို့အတွက်ဆေးရုံကိုခေါ်ဆောင်ထားပြီးကျူးလွန်သူလို့ဆွဆဲခံရသူကိုသက်ဆိုင်ရာဒီလက်ဌာနက ပုံမှန်3.6နဲ့အမှုန်ဖွင့်ထားတယ်လို့သိရပါဗျ။